ော့တောက်မယ်ဆိုရင်အမျိုးသမီးတွေနားထောင်မှာနော်ဝေးလျှော့တယ်ဆိုပြီးတော့သမင်းမစားဘဲနဲ့တရတီးကြီးပဲစားနေတော့ပူဆိုးပါလေနောက်ခဏပြောရဲအရက်ကိုရှော့တောက်မယ်လို့ပြောတဲ့အခါမှာအရက်ကိုဟုတ်ပါတယ်ရှော့တောက်မယ်ဆိုရင်အမျိုးသမီးတွေနားထောင်မှာနော်အရက်ကိုရှော့တဲ့အခါမှာဘယ်အခွက်ကအလွယ်ဆုံးလဲဆိုတော့ပထမတစ်ခွက်ကအလွယ်ဆုံးပဲပထမတစ်ခွက်အဲ့တစ်ခွက်ဝင်သွားပြီးရင် နောက်တစ်ခွက်က မရဘူးဘလို့မှဟိုအလုပ်ကိုတားလို့ကိုမရတော့နှစ်ခွက်ဝင်သွားပြီးတော့အိုးအရင်တိုင်းပြန်ဖြစ်သွားဟာပထမတစ်ခွက်ကိုတားပါနော်ဟင်းဟင်းဟင်းနေမဟုတ်ပါဘူးလောလောတော့ဒုဆွဲတားဆွဲလုတ်တဲ့ရင်လုတ်ပါဒါမိသားစုအတွက်ဖြစ်ပါတယ်နော်အဲ့ဒါလေးလုတ်ကြပါလို့နောက်တစ်ခဏကြောက်ရအစီအစီမလည်းခဏပြောကျွန်တော်ကပါစကအစီ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 ပြောပေးမယ်တကယ်တမ်းရှော့ရတာတော့အချိုးရေးပါအချိုးပါ အချိုရည်တွေဘာကြောင့်လဲဆိုဒီအချိုရည်ဘူးပလင်းအချိုရည်မှာပါတဲ့အချိုကဂလူးကို့စ်ဆူဂါမဟုတ်ဖရက်ထိုဆိုခေါ်တဲ့အသေးအစီဖုံးတာကိုအရာအပြည့်ရဲ့ဆူဂါအဲ့ဒါကြောင့်အချိုရည်မတောက်ပါနဲ့ချိုးတဲ့အသေးနာလျှော့ပါတချို့ကတော့ဝေးလျှော့တယ်ဆိုပြီးတော့သမင်းမစားဘဲနဲ့တရသည်ကြီးပဲစားနေတော့ပူဆိုးပါတယ်နော်ပြီးတဲ့ခါကျတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာအိန္ဒိယလိုပဲကျွန်တော်တို့ဒုက္ခပေးနေတာတော့သမင်းပါပဲ ဓမင်းတနတ်ရှော့စားပါလို့ပြောတဲ့လူတွေကဘာကြောင့်ပြောလဲတော့မသိဘူးကျွန်တော်အသေးအစီပုံနာကိုကူးတဲ့ဆရာဝန်နေနေတော့အဲ့လောက်ထောက်ခမာတယ်။ဘာကြောင့်လဲဆိုတော့မလှုပ်ရှားတဲ့အချိန်မှာအစာနေရပါမယ်။အဲစားကျင်နေဆိုတဲ့စားမိသွားရင်လည်းပြန်လှုပ်ရှားပေးလိုက်ပါ။နော်ဘန်းတော့ပေါ့။နော်ကျွန်တော်အဲ့ဒီဝင်သွားတဲ့ energy တွေအပိုတွေကိုတုံးပြစ်လိုက်ပါဖြုံးလိုက်ပါလို့ เนาะကျွန်တော်เนี่ยပြောချင်ပါတယ်အခုလိုစိတ်ဝင်စားနားထောင်နေအတွက်ကျေးဇူးများတင်ပါတယ်ထပ်ပြီးတော့တတိပေးပါမယ်အသေးယောဂါကျွန်တော်တို့ဒီအန်ဒီရရှိပါတယ်အသက်တိုးပါတယ်ဒါကြောင့်ပြီးတော့လက္ခဏာမပြပါဘူးစောစောစီစီเนาะစစ်စစ်ချင်းအဖြစ်ကျိုးတင်ကုသခြင်းအဖြစ်ကျိုးတင်ကာကွယ်ခြင်းအဖြစ်အသေးဝေဒနာမှเนาะခဏပြောတဲ့ဒီနာခြင်းဆင်းရဲ သိချင်းစင်းရဲ့အဲ့ဒါလေးတွေကနေကင်းဝေးနိုင်ကြပါစေလို့ဆုတောင်းရင်းနဲ့အားလုံးကျေးဇူးတင်ကြောင်းပြောပါရစေ thank you